လုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မွန်ရိုးရ၅ချင်းဆက်လေးကိုချက်ပြမှာဖြစ်ပါတယ်လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းနဲ့ကျွန်တော်တို့စားတဲ့အခါမှာလည်းချင်းချင်းဆက်ဆက်လေးနဲ့ထမဲမိန်ပြီးတော့ green ရှင်းစေမဲ့အစားအသောက်လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးအတွက်ကိုပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ ပါဝင်ပစ္စည်းတွေကတော့ကျွန်တော်ကတော့ဒီနေ့မှာကက်ကတိငါးကိုတုံးထားတယ်။အရင်ကကျွန်တော်ငါနှက်ကိုချက်ပြပူပါရယ်။ပြီးလို့ရှိရင်ကြက်သွန်ဖြူကြက်သွန်နီးဂျင်းရယ်။ပြီးရင်ငရုတ်ကောင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမယမ်းပြားပေါ့နော်။မယမ်းပြားပါမယ်။ပြီးရင်နနန်ပင်ရှက်နဲ့နန်းငရုတ်ဒီစိန်ဇပလင်ခရမ်းချင်းဒီဒါတွေအားလုံးပါပါမယ်ခင်ဗျာ။ဂျင်းကိုကြတော့ထောင်းမိမထည့်ဘူးပေါ့နော်ပူပူဆက်ဆက်လေးလေးဖြစ်သွားအောင်ဂျင်းကိုကျွန်တော်ဒီတိုင်းအပြားလေးပဲလှီထားပါမယ်ဇပလင်ကိုကြတော့ကျွန်တော်တို့ငရုတ်ကျပွင့်လေးနဲ့ဒီလိုကြည်အောင်လေးကျွန်တော်တို့ထုလိုက်ပါမယ်ခင်ဗျာ ခရမ်းကျင်သည်လင်္ကာလုံးကိုပေါ့เนาะကျွန်တော်တို့ဒီဥတိုင်းလေးကိုဖယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပပားလေးကျွန်တော်တို့လှီထားလိုက်ပါမယ်ဒီနေ့မှာခရမ်းကျင်သီးလည်းပါတယ်မယမ်းပြားလည်းပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီခရမ်းကျင်သီးနဲ့မယမ်းပြားကိုကျွန်တော်တို့ချိန်ပါပေါ့နော်အရန်ကြီးများသွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အရန်အချင်းလွန်သွားမှာဆိုလို့ပါခရမ်းကျင်သီးကိုလည်းပပလေးလီပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကတော့ငရုတ်စိမ်းလေးကိုမညက်တညက်အနေထားလေးရအောင်ကျွန်တော်ထောင်းလိုက်ပါမယ် ငရုတ်စိန်လေးမညက်တညက်နေထားလေးရသွားပြီဆိုလို့ရှိရင်တော့ကျက်သွန်ပြူနဲ့ကျက်သွန်နေကိုလည်းကျွန်တော်တို့မညက်တညက်နေထားလေးထောင်းလိုက်ပါမယ်ဒီလိုနေထားဆိုရပါပြီခင်ဗျာပြီးရင်တော့ကျက်သွန်ပြူနဲ့ကျက်သွန်နေကိုကျွန်တော်စီတက်มาဖြစ်တဲ့အတွက်ကြောင့်မလို့ဒေအိုထဲမှာစီပူအောင်ထည့်မယ်စီပူလာပြီဆိုလို့ရှိရင်တော့ခုနကကျက်သွန်ပြူနဲ့ကျက်သွန်နေကိုကျွန်တော်တို့စီတက်လိုက်ပါမယ်စနွေးမုတ်လေးအနေငယ်ပါထည့်ပြီးစီတက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အယောင်လှပြီးတော့ပိုလဲမှွေးပါတယ်ခင်ဗျာ ကျက်တော့မျိုးကျက်တော့နီနဲ့လုံအောင်ကိုမှွေတက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ငါးတုံးထားတာလေးထည့်ပါမယ်။ငါးကတော့အရသာတစ်ခါတည်းမနှက်ထားဘူးပေါ့နော်။ဒီဒီဒဲအိုးထဲမှာပဲကျွန်တော်တို့စီလှည့်ရင်းနဲ့ပဲအရသာနှက်သွားပါမယ်ခင်ဗျာ။ပြီးရင်တော့စိမ့်စံကပိအီဖြော်ထားတာလေးထည့်ပါမယ်။စားလေးနှင်းငယ်ထည့်မယ်။အချိုမုတ်လေးလိုတလောက်ထည့်ပါမယ်ခင်ဗျာ။ဇပလင်ထုထားတာလေးပါတစ်ခါတည်းထည့်လိုက်ပါမယ်။ပြီးလို့ရှိရင်တော့ခရမ်းကျင်ဒီပပလေးလီးထားတာလေးထည့်ပါမယ်ခင်ဗျာ။ ျွန်တော်အရင်ကနဲ့ရင်ချက်ပြတော့ကကြတော့ဒါတွေအားလုံးကိုကျွန်တော်ရောပြီးတော့ကျွန်တော်တခါလေးလုံပြီးတော့ကျွန်တော်လုံချက်ပုံစံလေးချက်တယ်ပေါ့နော်ဒီနေ့မှာကကြတော့ကျွန်တော်စီတက်ပြီးချက်တဲ့အတွက်ကြောင့်မလို့အနံကပို့ပြီးတော့လည်းမွေးတယ်လို့ပို့ပြီးတော့လည်းစားကောင်းပါတယ်ပြီးပြီဆိုလို့ရှိရင်တော့မယမ်းပြားရဲ့ငရုတ်ကောင်းရဲ့ငရုတ်ဒီစိန်ထောင်းထားတာလေးကိုကျွန်တော်တို့တခါလေးထည့်လိုက်ပါမယ်ရေလေးလိုတလောက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဖုံးလေးဖုံးထားလိုက်ပါမယ်ခင်ဗျာ ဒါကိုကျွန်တော်တို့ဟင်းအိုးပြန်ဆူလာတဲ့အနေထားရရင်တော့ရပါပြီကျွန်တော်တို့အရန်ကြီးကြကြာကြီးထားတယ်ဆိုလို့ရှိရင်တော့ငါအတုံးတွေပြဲသွားရင်ဟိုစားရအဆင်မပြေဖြစ်တတ်တယ်ပေါ့နော်ဟင်းအိုးပြန်ဆူလာပြီဆိုလို့ရှိရင်တော့နနန်ပင်နဲ့ကျွန်တော်တို့ရှမ်းနနန်လေးပိုင်းထားတာလေးထည့်ပါမယ်အားလုံးကိုတမအောင်ရောမွှေ့ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အရသာရှိတဲ့မွန်ရိုးရာငားချင်ဆက်ချက်လေးရပြီပေါ့နော်ဒါကကျွန်တော်တို့ထမင်းလဲမိန်တလို့စားတဲ့အခါမှာလည်းအရေးသားအနေနဲ့စမ်းစားလို့ရှိရင်အရန်ကိုစားကောင်းတဲ့ချင်ဆက်ဟင်းတစ်ခွက်ဖြစ်ပါတယ် ငနှက်ချင်းဆက်ကိုမှစားရတာရိုးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ငါးတွေနဲ့ဒီလိုမျိုးချင်းချင်းဆက်ဆက်လေးချက်စားလို့ရတယ်ပေါ့နော်ဒီနေ့ချက်တာကကျွန်တော်လုံးချက်မဟုတ်ပဲねစီတက်ပြီးချက်တဲ့အတွက်ကြောင့်မလို့ချက်သွန်စီချက်နှန့်လေးကမှုပြီးတော့အည်လေးကလည်းတောက်လို့လည်းကောင်းတယ်အနံ့လေးကကျွန်တော်တို့ဇပလင်နေခြင်းနေငရုတ်သီးစိမ်းနေကျွန်တော်တို့ရှက်နှက်နှန့်နေနနမင်းနေပါတဲ့အတွက်ကြောင့်မလို့အရန်ကိုမှုပြီးစားကောင်းပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ဘလို့မှပြန်တွေ့ပါမယ်